မြင်းသစ်အစိုးရအဖွဲ့ဟာခန့်အပ်ခံရပြီးနောက်စနေနေ့တွင် ပြန်လုပ်ခတ်သွားတယ်လို့သိရပါတယ်ပြင်းထန်ဝင်ကြောက်တဲ့စီဘရှန်လာကွန်မျိုးဥဆောင်တဲ့ဆွေရတဲ့ဟာခံရခံရပြီး၁၄နှစ်အတွင်းမှာပဲပြန်လည်နှုတ်ခတ်သွားခဲ့တာဖြစ်ပါတယ်။သူတောင်းရတာ26ရက်ရှိပြီဖြစ်ပေမဲ့သူ့ဆွေရဖွဲ့အစ်စ်ကတော့၁၄နှစ်ပဲခံခဲ့တာဖြစ်ပါတယ်။26ရက်တာကြောင့်မြီခုမှဆွေရဖွဲ့အစ်စ်ကိုတေးချလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့၁၄နှစ်ပဲခံခဲ့တာကတော့ပြောစမ်းမှဖြစ်သွားပါတယ်။ ဘာမိတ်ဒီဘက်ကရောပြန်ဘက်ဒီဘက်ကပါဒီဆိုးရအဖွဲတစ်ကိုဖြုတ်ချမယ်လို့ဖိအားပေးခဲ့လို့နှုတ်ထွက်ခဲ့ရတာဖြစ်ပြီးဘာမှမလုပ်နိုင်ခင်ပဲနဲ့ပြိုကွဲသွားပါလိမ့်ဒီမတည်ငြိမ်မှုကြောင့်ပြင်သစ်စတော့ရှယ်ယာတွေနဲ့ရေတံပိုးလဲထိုးကျသွားပါလိမ့်ပြင်သစ်သမ္မတမက်ခရွန်ကတော့လက်ရှိကမ္ဘာရဲ့ကိစ္စတွေကိုပဲအဓိကအာရုံစူးစမ်းပြီးထို့သဖြင့်ရုရှားယူကရိန်းစစ်ပွဲပေါ်မှာ ပြင်းထန်တဲ့မက်ခရွန်ဟာပြည်ဝအယုံဆိုင်တာပြီးပြည်ဝကိစ္စတွေကိုအယုံစိုးစိုက်မှုမရှိဘူးဆိုပြီးဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ပြည်သူနိုင်ငံတွင်းအခြေအနေကိုဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ကအဓိကအကိုင်လွယ်ဖြည့်ရှင်းရတာဖြစ်ပါတယ်ဒါပေမဲ့ပြည်တွင်းအားနည်းချက်ကြောင့်အစိုးရအဖွဲ့ဟာမတည်ငြိမ်မှုတွေဖြစ်နေတာပါအခုဝန်ကြီးချုပ်လောက်ကောင်တို့ဟာနှစ်နှစ်အတွင်းယာရုကဆင်ပေးခဲ့ရတဲ့၅ရောက်မြောက်ဝန်ကြီးချုပ်ဖြစ်ပါတယ် လက်ရဆုံးဝါလီ National Rally Party ကတော့ဂျားဖြတ်လွတ်တော်ရွေးကောက်ပွဲခေါ်ယူဖို့တမရမက်ခရွန်ကိုတောင်းဆိုပါတယ်။တမရမက်ခရွန်နဲ့နေဆက်တဲ့မဟာမိတ်တယောက်ဖြစ်တဲ့လက်ကော်နူးဟာနိုင်ငံရေးပါတီများအပြားနဲ့တပတ်လောက်ပြင်လိုက်ခဲ့ပြီးအောက်တိုဘာ9ရက်နေ့မှာသူ့အစိုးရအသစ်အတွက်ဝင်ကြီးတွေခန့်ခဲ့တာဖြစ်ပါတယ်။ချောင်းအနေမှာပထမဆုံးကက်ဘိနက်စီဝေးလို့စီစဉ်တော့မှပဲခုလိုနှုတ်ဖက်ခဲ့ရတာဖြစ်သွားတယ်။၂၀၂၂မှာတမရမက်ခရွန်ပြန်ရွေးခင်ရပါမယ်။ လွတ်တော်ထဲမှာဘဲပါတီဘဲမဟာမိတ်အုပ်စုကမှလူများစုဖြစ်မနေသလိုသမ္မတကရွေးချယ်ခံတဲ့ဝန်ကြီးချုပ်လည်းကြာရှည်မခံတဲ့အတွက်ပြည်သက်နိုင်ငံရေးချက်တဲဟာလက်ဆိုင်လာခဲ့တာဖြစ်ပါလိမ့်။မက်ခရွန်ကိုထောက်ခံတဲ့ကြီးမားတဲ့အင်အားစုလည်းမရှိသလိုနှစ်ဖက်လုံးကလည်းအင်အားကမတည်ငြိမ်ရှိတဲ့အတွက်ကြောင့်ဒါဟာညွန်ပေါင်းစုရဖွဲ့လို့ဖြစ်နေပါလိမ့်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်မှာသမ္မတမက်ခရွန်ကလွတ်တော်ကြားပြေကော်ဝဲချင်းစောကျင်းပါတဲ့အခါမှာလည်း ဘယ်ပါတီမှပြည့်ပြည့်သွားမနိုင်ပဲလွတ်တော်ဟာအစစ်အဝေးဖြစ်ခဲ့ပါလေ